မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာအကြမ်းဖက်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖော်ဖို့ပြက်ကွက်နေတဲ့အတွက်မင်းအောင်လိုက်အပါဝင်မြန်မာစစ်ကောင်စောင်းတွေကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေအတွင်းတက်ရောက်ခွင့်မပေးဘူးလို့အာဆီယံကဆက်လက်ပိတ်ပင်လိုက်တဲ့အပြင်ရွေးကောက်ပွဲမကျင်းပမီအကြမ်းဖက်မှုတွေအရင်ရပ်ပြီးအားလုံးပတ်ဝန်းနဲ့တွစ်ဆုံညှိနှိုင်းရေးတွေလုပ်ရမယ်လို့အတိပေးလိုက်ပါတယ် န်ကုန်တိုင်းကကိုကိုကျုံမြို့ကိုအကျန်းဖတ်စစ်တပ်ကနေဝင်ကြီးကျုံယာတုပြောင်းထားတဲ့မျိုးစောဆိုသူကတွားရောက်မဲဆွယ်ပြီးကိုကိုကျုံဒေတာဖွံ့ဖြိုးတိုးတက်အောင်တူတာလင်းဆောင်ရွက်ပေးနိုင်တယ်ဆိုပြီးပြောဆိုလာပြန်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာအကြံဖတ်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပို့ဖို့ပြက်ကွက်နေတဲ့အတွက် မင်းအွန်လိုင်းအပါဝင်မြန်မာစစ်ကောင်းဆောင်တွေကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေအတွင်းတက်ရောက်ခွင့်မပေးဘူးလို့အာဆီယံကဆက်လက်ပိတ်ပင်လိုက်တဲ့အပြင်ရွေးကောက်ပွဲမကျင်းပမီအကြမ်းဖက်မှုတွေအရင်ရပ်ပြီးအားလုံးပေါဝင်တဲ့တွစ်ဆုံညှိနှိုင်းရေးတွေလောက်ရမယ်လို့အတိပေးလိုက်ပါတယ်ဒါကတော့အောက်တိုဘာလ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲမလေးရှားနိုင်ငံမှာပြုလုပ်နေတဲ့အာဆီယံနိုင်ငံသားဝင်ကြီးများအစည်းအဝေးအပြီးမြမအရေးနဲ့ပတ်သက်လို့အချက်28ချက်ပါကြေညာစာတမ်းထဲမှာတရားဝင်ထည့်သွင်းပြီးထုတ်ပြန်လိုက်တာပါ အဲ့ဒီညင်ညာချက်ထဲမှာအဓိကအချက်တွေအနေနဲ့လက်ရှိမြန်မာစစ်တပ်ဟာအာဆီယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲမဖော်ဘဲပြက်ကွက်နေတဲ့အတွက်မင်းအွန်လိုင်းအပါဝင်မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့အာဆီယံထိပ်သီးအစည်းအဝေးနဲ့နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်ခွင့်မပေးတဲ့မူအတိုင်းဆက်လက်ပိတ်ပင်ထားမှာဖြစ်ပြီးစစ်တပ်ကမဟုတ်ဘဲနိုင်ငံရေးအရာကိုစားမပြုတဲ့ဒုက္ခတာအစ်င့်နှိမ်ပြီးတက်ခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။အဲဒီလိုချမှတ်လိုက်တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကြီးညာချက်မှာ လက်ရှိမြန်မာစစ်တပ်ကလှုပ်ဖို့ပြင်နေတဲ့ရွေးကောက်ပွဲကိုမကျင်းပမီအာဆီယံဘုတ်တော်တူညီချက်၅ရက်ကိုအရင်ဆုံးအကောင့်ထဲပေါ်ပြီးတော့အကြံဖတ်မှုတွေရပ်တန့်ဖို့နဲ့နိုင်ငံရေးအချက်အလက်ကိုဖြည့်ရှင်းဖို့အပြင်အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေအရင်လုပ်ရမယ်လို့အာဆီယံရဲ့ကြေညာချက်ထဲမှာတရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်။ဒါအပြင်မြန်မာစစ်တပ်ကသူတို့လုပ်မဲ့ရွေးကောက်ပွဲအတွက်လေလာစောင့်ကြည့်ရေးအဖွဲ့တွေဖိတ်ခေါ်နေတဲ့အပေါ်မှာလေရွေးကောက်ပွဲဆိုတာဟာ တနိုင်ငံလုံးကပြည်သူတွေအားလုံးပါဝင်နိုင်မှပါလွတ်လပ်မျှတငြိမ်းချမ်းပွင့်လင်းပြီးယုံကြည်စိတ်ချရတဲ့ရွေးကောက်ပွဲဖြစ်မှာလို့လေအာဆီယံကကြေညာချက်ထဲမှာတုံ့ပြန်ပြောဆိုထားပါတယ်။ဒါအပြင်လက်ရှိမြန်မာနိုင်ငံကအခြေအနေတွေကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့လူကုန်ကူးမှုမူရစ်စေဝါမှောင်ခိုးရောင်းဝယ်မှုနေရက်ဆုံးခွာမှုစိုက်ဘာချင်းချောက်မှုတွေနဲ့အွန်လိုင်းလိမ်လည်မှုတွေအပါအဝင်ပဋိပက္ခအတွင်းကနေပေါ်ပေါက်လာတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို ကင်တွဲဖြည့်ရှင်းဖို့အတွက်ကိုလည်းအားလုံးပူးပေါင်းဆောင်ရွက်ဖို့အာဆီယံအစည်းအဝေးအတွက်သဘောတူညီခဲ့ကြတယ်လို့လည်းဆိုထားပါသေးတယ်။အာဆီယံအနေနဲ့ကတော့လက်ရှိမြန်မာအရေးနဲ့ပတ်သက်လို့မြန်မာအချက်ဖတ်စစ်တပ်အနေနဲ့အာဆီယံဘုတ်သဘောတူညီချက်၅ချက်ကိုအကောင့်ထဲမပေါ်သေး၍မင်းအွန်လိုင်းပါဝင်မြန်မာစစ်ကောင်းဆောင်တွေကိုအာဆီယံထိပ်သီးအစည်းအဝေးတွေအတွက်တက်ခွင့်မပေးဘဲဆက်လက်ပိတ်ပင်ထားမယ့်အကြောင်းအာဆီယံကပဲတရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီးနောက်လာမယ့်အနာဂတ်အစည်းအဝေးတွေမှာ မြန်မာစစ်တပ်ဘက်ကတိုးတက်မှုရှိမရှိဆိုတာတွေကိုပြန်လဲသုံးသပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျတစ္ဆက်ထဲမှာပဲမြန်မာရေးနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံကရည်တိချက်၄ရက်ကိုချမှတ်လိုက်တယ်လို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတွက်ထိုင်းနိုင်ငံအနေနဲ့လေလာသူစေလွတ်တာမျိုးမရှိသေးပေမဲ့တကယ်လို့အကြောင်းတစ်ခုခုကြောင့်စေလွတ်ခဲ့ရင်တော့ဒါဟာတည့်ရဝင်အတိမတ်ပြူတာမျိုးမဟုတ်ဘူးလို့ထိုင်းနိုင်ငံဂျာယီရဲ့ပြောရေးဆိုခွင့်ရှိသူနီကွန်ဒေကတခါတည်းထုတ်ဖော်ပြောဆိုသွားပါတယ်ဒါကတော့ အော်တိုဘာလ25ရက်နေ့ကပဲအာဆီယံထိပ်သီးအစည်းအဝေးတွေမတိုင်မီအာဆီယံနိုင်ငံကြီးဝန်ကြီးများအစည်းအဝေးအပြီးမှာထိုင်းသတင်းတောက်တွေကမေးတဲ့အချိန်ထိုင်းနိုင်ငံကြီးပြောဆိုခွင့်ရှိသူနီကွန်ဒီကထုတ်ဖော်ပြောဆိုသွားတာပါအဲဒီမှာအဓိကပြောသွားတာကတော့မြန်မာအရေးနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံကရတ္တိကျ၄ရက်ကိုချမှတ်လိုက်တဲ့အကြောင်းအဲဒီအချက်တွေကမြန်မာနိုင်ငံမှာသက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ဆွေးနွေးမှုနဲ့ရေရှည်ညံ့ညံ့ရရဖို့ဆိုတဲ့အချက်အပါဝင်အပြုသဘောဆောင်တဲ့ရတ္တိကျ၄ရက်ပါဝင်တဲ့အကြောင်းကိုပြောသွားပါတယ် ဒါအပြင်အဲ့ဒီမှာပဲလက်ရှိမြန်မာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေထိုင်းသတင်းတောက်တွေကဆက်ပြီးမိတဲ့အချိန်လက်ရှိမြန်မာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုထိုင်းနိုင်ငံအနေနဲ့လေလာသူစေလွတ်တာမျိုးမရှိသေးပေမဲ့တကယ်လို့အကြောင်းတစ်ခုခုကြောင့်စေလွတ်ခဲ့ရင်တော့ဒါဟာတရားဝင်အတိမတ်ပြူတာမျိုးမဟုတ်ဘူးလို့ထိုင်းနိုင်ငံဂျာယီရဲ့ပြောရေးဆိုခွင့်ရှိသူနီကွန်ဒီကတခါတည်းအတီလင်းထုတ်ဖို့ပြောဆိုတော့ပါလိမ့်ခင်ဗျ တစ်ဖက်မှာတော့ရန်ကုန်တိုင်းကကိုကိုကျွန်းမြို့ကိုအကြံဖက်စစ်တပ်ကနေဝင်ကြီးချုပ်ယာတုပြောင်းထားတဲ့ညိုစော့ဆိုသူကသွားရောက်မဲဆွဲပြီးကိုကိုကျွန်းဒေတာဖွံ့ဖြိုးတိုးတက်အောင်သူသားလင်ဆောင်ရွက်ပေးနိုင်တယ်ဆိုပြီးပြောဆိုလာပြန်တယ်လို့ကိုကိုကျွန်းမြို့နယ်နေမြို့မိမြို့ဖားတချို့ကရန်ကုန်ခေတ်တိကိုပြောပါနေဒါကတော့အော်တိုဘာလ25ရက်နေ့ကပဲအကြံဖက်စစ်တပ်ကနေဝင်ကြီးချုပ်ယာတုပြောင်းထားတဲ့ညိုစော့ဆိုသူကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ကိုကိုကျွန်းမြို့ကိုမဲဆွဲဖို့ရောက်လာတယ်ဆိုပါတယ် အဲ့ဒီအချိန်သူ့ကိုယ်သူဝင်ကြီးချုပ်ဆိုသူညိုစောကကိုကိုကျုံဒေတာဖွံ့ဖြိုးရေးအတွက်သူသားလင်းဆောင်ရွက်ပေးနိုင်တဲ့အကြောင်းစီးပွားရေးပညာရေးလက်မှတ်ဆက်သွယ်ရေးနဲ့ကျန်းမာရေးအတွက်သူပဲဆောင်ရွက်ပေးနိုင်တဲ့အကြောင်းတွေအပါအဝင်လျှက်စစ်မိကိစ္စတွေစိုက်ပျိုးရေးကိစ္စတွေကိုပါဖွင့်ပြို့ဖို့အတွက်သူပဲလှုပ်ဆောင်ပေးနိုင်မယ်ဆိုတာတွေနဲ့ပါမျိုးစုံပြောပြီးသူ့ကိုမဲပေးဖို့လာရောက်စီယုံပြောဆိုတွားပြန်တယ်လို့ကကိုကျုံမြို့နယ်နေမြို့မီမြို့ဖတ်ချူကပြောထားပါလေဒါအပြင် ကိုကိုကျုံမြို့နေပြည်သူတွေကိုလည်းသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုအောင်အောင်မြင်းမြင်းချင်းပါနိုင်အောင်ဝိုင်းဝန်းဆောင်ရွက်ကြဖို့ကိုပါအဲ့ဒီအချက်ဖက်စစ်တပ်ရဲ့ဝင်ကြီးချုပ်ဆိုသူမြို့စော့ကပြောဆိုသွားသေးတယ်လို့ကိုကိုကျုံမြို့နေနေမြို့မီမြို့ဖတ်ချုပ်ကပြောထားပါတယ်လက်ရှိကိုကိုကျုံမြို့နေမှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ကြံ့ဖို့ပါတီကညိုစော့နဲ့ပြည်သူ့ရှေ့ဆောင်ပါတီကဝင်းကျော်သူဆိုသူတို့ကခက်ဒီဒီနဲ့ဝင်းပြိုင်အုံမှာဖြစ်တယ်လို့သိရပြီးကိုကိုကျုံမြို့နေမှာရှိတဲ့စစ်တပ်ရဲနဲ့ ်စစ်တလအောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကိုတော့ချက်ဖို့ပါတီရဲ့ဝင်ကြီးချုပ်ညိုစောကိုပဲမဲပေးဖို့အခုကတည်းကဌာနအတွင်းကြိုတင်အမိန့်ပေးထားပြီးဖြစ်တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းကဂံကောမြို့ပေါ်မှာအချက်ပစစ်တပ်ကသူတို့ထိန်းချုပ်ထားတဲ့မြို့ပေါ်ကိုလုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကတော်လန်တပိတ်အင်အားစုတွေကလည်းအချက်ဖတ်စစ်အုပ်စုရဲ့အတုရောင်ရွေးကောက်ပွဲကိုလက်မခံတဲ့အကြောင်းစာရွက်တွေကိုမြို့တဲကနေရအချို့မှာကပ်ပြီးအတန်တိတ်ဆန္ဒပြမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဒါကိုတော့ အော်တိုဘားလ25ရက်နေ့ကပဲရွေးကောက်ပွဲကိုတင့်မဲဖြစ်လူတက်ခွင့်မပေးနဲ့တရားမဝင်တဲ့အတူရောက်ရွေးကောက်ပွဲကိုတိုက်ဖြတ်ကြအစရှိတဲ့စာသားတွေပါတဲ့စာရွက်တွေကိုလက်ရှိစစ်တပ်ထိန်းချုပ်ထားတဲ့ဂန်ကောမြို့ပေါ်အမှတ်လေးရက်ွက်အုပ်ချုပ်ရေးမှုရုံးနီးအမှတ်နဲ့ရက်ွက်ဗိုလ်ချုပ်လက်မကြီးဘောတနရာအပြင်မြို့တောင်ပတ်အထက်စစ်စေးရေးဂိတ်အနီးတွေမှာပါစာရွက်တွေကပ်ပြီးအတန်တိတ်ဆန္ဒပြမှုပြုလုပ်ခဲ့တယ်လို့ရောလင်းနှန်းစီကနေသိရပါတယ်။လက်ရှိဂန်ကောမြို့နယ်မှာစစ်တပ်ကမြို့ပေါ်ကူတာအဓိကထိန်းချုပ်ထားနိုင်ပြီး သူတို့ထိန်းချုပ်ထားတဲ့မြို့ပေါ်ကိုလည်းလုံခြုံရေးတွေအထူးတင်းကျပ်ထားသလိုအဲ့ဂျားရက်ကပဲတော်လန်တပိတ်လှူရှားတဲ့သူတွေကလည်းမြို့ပေါ်မှာတင်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုစန့်ကျင်တဲ့အကြောင်းမရရတဲ့နီးနဲ့လှူရှားမှုပြုလုပ်တာဖြစ်တယ်လို့အတန်တိတ်တပိတ်လှူရှားမှုပြုလုပ်သူတို့ကပြောထားတဲ့အကြောင်းကိုရောအလင်းထဲမှာဖော်ပြထားပါတယ်ခင်ဗျတဖက်မှာတော့အကျက်ဖက်စစ်တပ်ကဝက်လက်နဲ့ပေါင်မြို့နယ်မှာရှိတဲ့ရတပ်ပြည်သူတွေနေထိုင်ရာခြေရွာတွေကိုဝိုင်းတွဲလေနဲ့လာပြီးဘုံတွေစက်တိုက်ကျဲချသွားပြန်တယ်လို့ ပြည်သူခုနှစ်ဦးလည်းဒဏ်ရာရရထားတယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်တွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။စကိုင်းတိုင်းကဝက်လက်မြို့နယ်မှာဆိုရင်အော်တိုဘားလ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချက်ဖက်စစ်တပ်ဟာဝက်လက်ရွာသားကြီးလမ်းပိုင်းကဂျေးရွာဒီတဝိုက်ကိုဝိုင်းတွဲလေနဲ့လာပြီးဘုံးတွေစက်တိုက်ချဲချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုအချက်ဖက်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ပြည်သူခုနှစ်ဦးဒဏ်ရာရထားပြီးအဲ့ဒီမှာပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့ wallet information network ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။ အလားတူမကွေးတိုင်းပေါင်းမြို့နယ်မှာလေဒီကနေ့အော်တိုဘားလ29ရက်နေ့မနက်ပိုင်းမှာပဲအချမ်းဖက်စစ်တပ်ကပေါင်းမြို့နယ်အနောက်မြောက်ချမ်းကျေးရွာတွေတဝိုက်ကပုံတောင်တောင်ကျောဘက်တွေကိုဘာတိုက်ပွဲမှမဖြစ်ပဲဝိုင်းတွဲလေရင်နဲ့လာပြီးဘုံတွေဇက်တိုက်ကျဲချသွားပြန်တယ်လို့အဲ့ဒီကထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့လက်တလုံးမသိရသေးဘူးလို့ပေါင်းမြို့နယ်ကာကွယ်ရေးအဖွဲ့ရဲ့ကိုလရောင်ကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာလည်းစကိုင်းတိုင်းစလင်းကြီးမြို့နယ်မှာရှိတဲ့ရတပီသူတွေနေထိုင်ရာ ရေခါကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်သွားမှုကြောင့်နေအိမ်တွေပျက်စီးထားတဲ့အပြင်တရုတ်ဝမ်ပေါင်ကမ်ပဏီမှတက်ဆွဲထားတဲ့စစ်တပ်ကလည်းအောင်ချန်းစီကျေးရွာကိုပါဝင်ရောက်မှွေနှောက်နေတဲ့အတွက်ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့အော်တိုဘလ26နှစ်ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲစလင်းကြီးမြို့နယ်မှာရှိတဲ့ရတပီသူတွေနေထိုင်ရာရေခါကျေးရွာကိုအကြမ်းဖက်စစ်တပ်က စက်တက်လေဒီနဲ့လာပြီးဘုံသည်ရှစ်လုံးကျဲချသွားတယ်ဆိုပါလေအဲ့ဒီလိုအချမ်းဖတ်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်နေအိမ်တွေလည်းပျက်စီးထားပြန်တယ်လို့တစ်ဖက်မှာလည်းတရုတ်ဝမ်ပေါင်းကုမ္ပဏီမှတဆွဲထားတဲ့အချမ်းဖတ်စစ်တပ်ကမနေ့ကတည်းအောင်ချန်စီကျေးရွာတွေကိုဝင်ရောက်မှွေနှောက်နေတဲ့အတွက်ကျေးရွာတွေကပြည်သူတွေရောအနည်းပဝင်းချင်းကျေးရွာတွေမှာရှိတဲ့ပြည်သူတွေပါထွက်ပြေးတိတ်ရှောင်နေရတယ်လို့ဒေသခံတွေကပြောထားကြပါတယ်လက်တလောစလင်းကြီးမြို့နယ်မှာတော့အချမ်းဖတ်စစ်တပ်ကတရုတ်ဝမ်ပေါင်းကုမ္ပဏီကိုအခြေပြုပြီး ဘေးပတ်ဝန်းကျင်ကခြေရွာတွေကိုစစ်ကြောင်းထိုးတာတွေပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလုပ်နေတယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျတဖက်မှာတော့တရင်ပြည်နယ်မြဝတီမြို့နယ်ကအချက်ဖက်စစ်တပ်လက်အောက်ခံ BGF တပ်ထိန်းချုပ်ထားတဲ့ဂျာဖြန့်ငွေလင်ဂိုင်းတွေအခြေဆိုင်ရာ KK ပတ်ကိုစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့ကပဲလေးရက်ဆက်တိုက်ဘုံဖောက်ခွဲတာတွေလုပ်နေပြီးအဲဒီကဘုံစားတွေဟာထိုင်းနိုင်ငံဘက်အချမ်းကိုပါလွတ်ဆင်မှုတွေရှိနေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြနေပါတယ် ဒါကတော့ဒီကနေ့အောက်တိုဘာလ28ရက်နေ့မနက်ပိုင်းမှာလေအဲ့ဒီကြပ်ဖြန့်ငွေလိန်ဂိုင်းတွေရှိရာ KK ပတ်ထဲမှာစစ်တလောင်းခံ BGF တက်ကပဲသူတို့ထိန်းချုပ်ထားတဲ့နေရာကိုသူတို့ဘာသာပြန်ပြီးဘုံဖောက်ခွဲမှုတွေလုပ်နေပြန်တယ်လို့ဆိုထားပါလေအဲ့ဒီလို KK ပတ်အတွင်းဖောက်ခွဲမှုတွေကိုအောက်တိုဘာလ24ရက်နေ့ကစပြီးဒီကနေ့အောက်တိုဘာလ28ရက်နေ့အထိ BGF တက်ကပဲသူတို့ဘာသာ၄ရက်ဇက်တိုက်ဖောက်ခွဲမှုတွေလုပ်နေတဲ့အကြောင်းနဲ့ အဲ့ဒီကဘုံဖောက်ခွဲမှုအပိုင်းအစတွေဟာထိုင်းနိုင်ငံဘက်ချမ်းကနေအိမ်တွေပေါ်ကိုကြောက်ရွံ့မှုတွေပါရှိနေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။လက်ရှိအဲ့ဒီမြောက်ပြည်မြို့နယ်ကအချမ်းဖက်စစ်တပ်လက်အောက်ခံ BGF တပ်ထိန်းချုပ်ထားတဲ့ကြားဖြန့်ဝေလင်းဂိုင်းတွေအခြေစိုက်ရာ KK ဘက်ကနေထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့ကြားဖြန့်လုတဲ့သူတွေအပါအဝင်နိုင်ငံသားသားအယောက်တထောင်ကျော်အထိရှိထားတဲ့အကြောင်းနဲ့ထိုင်းဆိုရကအဲ့ဒီသူတွေကိုစစ်ဆင်မှုတွေဆက်လက်လှုပ်ဆောင်နေတဲ့အကြောင်းကိုပါဖော်ပြထားပါတယ်။အချမ်းဖက်စစ်တပ်ကတော့ လက်ရှိသူတို့စစ်တလောက်ခံ BGF တက်ထိန်ချုပ်ထားတဲ့ KK ပတ်မြေနေရာဝင်းကိုအဲ့ဒီနေရာဟာ KNU နဲ့ပတ်သက်တယ်ဆိုပြီးတော့ပါဆွဆွဲပြောဆိုထားသေးတယ်လို့တစ်ဖက်က KNU ကတော့အကြမ်းဖက်စစ်တပ်ကပြောနေတယ်လို့ KK ပတ်ဟာ KNU နဲ့လုံးဝမပတ်သက်ဘူးလို့လည်းပြန်ပြီးညှင်းဆိုထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ